နဲ့9ရက်ရှိမှစစချင်းတော့တော့ဒါမှခုရက်ဒီအစအနာကိုမရသေးဘူးအလောင်းနဲ့တလောင်းပြီးတလောင်းထပ်ခဲ့တယ်ကျမတို့ကလေးတွေရဲ့တည်အခုရက်ဒီတခုမှမရသေးဘူးဘယ်နားမှရှိတယ်လို့လည်းမတွေးရဘူးတစ်ဖက်လာလိုက်ပြန်ပြီးပြန်သွားကြမယ်ပြီးလုံးကြကြတာလုံးတော့လုံးနေပါတယ်သူတို့လုံးတာကိုလည်းကျမတို့ကကျေးဇူးတင်ပါတယ်ထပ်ပြီးမဲ့လဲကျမတို့ကတည်လေးတော့သိကျင်တာပါမရဲ့နော်ဘယ်နားမှာရှိတယ်တွေ့တယ်ဆိုတဲ့ဟာလောက်ကလေးကတော့တည်င်းတွေ့ချင်သိကျင်တယ်လေကောင်းကြီးဆိုးကြီးရဲ့ရလောက်ကိုကျမတို့ကလက်ခံတယ်လက်ခံတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါပေမဲ့က ်ဒီ9နိုင်9ရက်6ရက်ဆိုရဲမှနေလောက်ပူနေတဲ့ဟာကြီးကကလေးတွေပဲခံနိုင်မလဲကလေးဆိုရနုနုလေးလေး3နှစ်လောက်ပဲရှိသေးရဲမှကလေးကဒီညူဂျိုလေးတွေအဲ့ချိန်မှာစိတ်ကတော့မကောင်းဖြစ်သွားတော့လေအမ်မိဘတွေကိုအဲ့တို့လာပြီးတော့ပြောတဲ့အချိန်မှာလဲတော့အော်တို့အားပေးတယ်ဆိုမှလည်းသင်ကောင်းဖြစ်ရတယ်အဲ့ထမင်းဘူးဝင်နေတဲ့အချိန်မှာလည်းတို့ကစိတ်မကောင်းဖြစ်ရတယ်။ထမင်းဘူးတွေလည်းဝေဘူးပါတယ်။အမှအမြဲတမ်းလှူဒန်းနေလှုပ်နေကြဆိုတော့လေအော် feeling ကမတူဘူးပေါ့နော်။ခံစားရတဲ့ ကြည်နူးမှုကမကြည်နူးဖြစ်နေအမှန်တကယ်ဆိုရင်သူများကထမင်းဝေးတယ်မအားလို့ဝင်နေကြဆိုလို့ရှိရင်တကြည်နူးကဥကကြည်နူးကမှမဟုတ်ဝမ်းနဲ့ဆန်ဖြစ်အမစကိုင်းမှာလူမယ်ဆိုတဲ့ခါကျတော့ဒီမှာစကိုင်းကြောင်မှာကိလရှင်တွေဘုန်းကြီးကြောင်တွေများတယ်လေ။ပျက်စီးဆုံးဆုံးသွားတာတွေလည်းရမ်းများတယ်။အသက်တိဆုံးသွားရင်ဒီလရှင်တွေ အဲဒီဖုန်ကြီးတွေလည်းအများကြီးတဲ့ခါကျတော့ဒါအမအနေနဲ့အလူရှင်တွေခုနှစ်တန်းမိအလူရှင်တွေကိုစားဒါဟိုကြောင်ပေါင်း90ကိုနော်ကြောင်ပေါင်း90ကိုတချောင်းကိုသိန်းတရာနဲ့အမကြောင်ပေါင်း90လို့ပေးဖြစ်တာပါရှင့်သူအချက်ပေါင်းတထောင်ပေါ့နော်အငွေတန်ဖိုးအချင်းပြောမယ်ဆိုလို့ရှိရင်တော့သိန်း3000တန်ဖိုးရှိတဲ့ဒါသူအချက်တထောင်လို့ပေးတာပါရှင့်သိန်း8000လို့ပေးတာပေါ့နော်ဒါနာနယ်မြေအတွက်အင်မတန်လက်စစ်မကောင်းဖြစ်ရပါတယ်ဆိုစတရားနာနေရင်းနဲ့ဒါဒီဆရာတော်ပြောပြတဲ့ ပြောပြပုံအရာအခုဒီမှာအမလှူခဲ့တဲ့အကြောင်းပေါင်း90ထဲမှာဟောပျက်စီးဆုံးရှုံးသွားတဲ့အကြောင်းတွေအများကြီးပါတယ်ပြီးရခါကျအသက်သေးဆုံးသွားတဲ့တန်ခါတော်တွေအကြောင်းတွေလည်းပါတယ်အခုချိန်ထိဟိုဒီဓာတ်ပေါ်တွေထုတ်နေရတယ်ပြောရင်ကျေးလိမ့်မှာဟိုဒီအကြောင်းလိုက်ဆုံးရှုံးသွားတယ်ရေကြီးလေးမှာကြောင်းအခလေးတွေလည်းပါတယ်ဆိုတဲ့အခါကျတော့ဒါအမတော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်။ငယ်တယ်ဟိုကြောင်းရွံ့နေပြီးတဲ့အခါကျတော့ဘာဖြစ်ဖြစ်လဲသူတို့ကမန်တင်းနေရဆိုတော့အခုအမဆေးရုံမှာသွားလူတယ်။ဆေးရုံမှာဟလာဟိုအခု ဒီဝဲဆိုဒီကြောက်တုံးကြီးဟိုကကြောက်တော့ဒီအိမ်ကြီးတခုလုံးပြီတာဘယ်လောက်တောင်မလာဘူးလေအခုအော်နေချက်တိလာရှင်ဆရာလေးတပါဆိုလဲငုံငုံနေရမဟုတ်ငုံတော့မငုံကြီးတာပေါ့ဒါပေမဲ့မခံနိုင်တော့ဘူးလေဒါကြီးကခါကြီးတခုလုံးချက်တော့လှုပ်လို့မရနာကျင်ခံရမှုအဲ့တော့အသက်ရှင်ကြံနေပြန်တော့လေအဲ့ရနာကျင်မှုကိုသူတို့ခံစားကျောင်းဆောင်ဝင်နေပြောရဆိုလို့ရှင်စဖြစ်တော့ဆိုရှင်ကဲတော့ကဲထုတ်နိုင်လေမစိတ်ဥမာတေးတာတွေကအများကြီးပဲဆိုတဲ့အခါကျတော့တကယ်စိတ်မကောင်းအော်ကဲတော့ကဲသွားနိုင်တယ်ဒါပေမဲ့ဒီရဒဏ်တိုက်ပြိုတိုက်ပြီးတယ်ဆိုတော့ဒဏ်ကြီးရကွယ် မော်မခန့်မြက်နိုင်အောင်လေအဲ့တော့အထက်မှာကလေးစာကြီးပြက်စီးတယ်နိုင်ရိုးတွေကချိုးပြီးကလေးစာကြီးသွားတိုက်တယ်ပြီးတော့ခြေထောက်တွေပုတ်သွားတယ်ဖျက်ရတယ်ပြီးတော့ဒီချားထဲမှာပဲပိတ်မိနေနေတွေးလေဟိုဟိုဒဏ်ရာချောင်းတွေးလွန်ပြီးတော့စိတ်ယုံရောက်မှာတေသွားတဲ့လူတွေလည်းအများကြီးပဲအသက်ဆုံးရှုံးသွားတဲ့လူတွေလည်းအများကြီးပေါ့နော်ဆိုတော့တကယ်ကိုစိတ်မကောင်းဖြစ်စရာအဖြစ်ပြက်ကြီးတော့ဆိုတော့သူတို့ညလုံးထဲမှာဝမ်းနဲ့ပူဆွေးတာတွေကြောက်အနေအားငယ်နေတာလူစွာပတ်စံရှိရှိမရှိရှိဒီချိန်မှာအကုန်လုံးတသားတယ်ပဲဟာလာဟိုအကုန်လုံးက လာဝေးတဲ့ဓမေမှုစားပြီးတော့ပူဆွေးတော့ကနေအကုန်ရောက်နေကြတာဘာလို့လဲဒီတိုင်းမထက်သူခံစားရဘလို့စကားပြောမှမသိဘူးဟိုကယ်ဆယ်ရေးတွေအနေနဲ့ဟိုလည်းကြည့်လိုက်ပြန်တော့လေကယ်ဆယ်ရေးတွေတကယ်ကယ်ဆယ်နေကြတာသူတို့လည်းသူတို့ရဲ့ဓာတုသူအရန်ပူတယ်လေသူတို့ရဲ့ဒီ save ဝတ်ထားတဲ့အင်ဂျင်နဲ့နေအမတို့မွတ်နိုင်ဟုတ်ကဲ့အမတို့အခုလာထိုးတယ်ဆိုလို့ရှိရင်လည်းဟောလာဟိုနေပူထဲမှာရာသီဥတုသားပူတယ်အဲ့လိုပူတဲ့အချိန်မှာလည်းအဲထဲမှာသူတို့ပိတ်မိနေတဲ့ကလေးတွေဆိုလို့ရှိရင်ရေမတောက်ပါမတောက်နဲ့ ဟလာလူတွေဆိုလို့ရှိရင်လည်းအများကြီးပေါ့နော်ဆိုတဲ့အခါမှာအဲ့ဒီဟာကိုသူတို့ဇောကပ်ပြီးတော့ရှင်းပြနေရတယ်မြင်နေရတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကလည်းဒီစက်ကြီးတွေရှိနေပေမဲ့ထိုးချလိုက်ရင်အကဲအများရှင်နေခဲ့တဲ့ကလေးတွေနုနုနဲနဲလေးတွေလူတွေဟလာအသက်ရှင်နေလို့ရှိရင်ဒီကော်ပြားနဲ့ကော်လိုက်တာတို့ကရိန်းနာမလိုက်တဲ့အချိန်မှာဟောတကယ်အဲ့တော့မှတကယ်တေဆုံးသားမှသူတို့ကလည်းကြောက်တယ်ဆိုတဲ့အခါကျတော့ဖြည်းဖြည်းချင်းစီပဲဖယ်မရအဲ့အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါလေးတွေရှိတဲ့အခါကျတော့သူတို့ကလည်းမှကဲဆဲသမားတွေကိုလည်းမှတကယ်ချီးကျူးပါတယ် သူတို့လည်းအမတနာတယ်အဲ့တော့ငယ်စဲသမားတွေကိုလည်းအမတကယ်တကယ်ကျေးဇူးတင်ပါတယ်အခုလိုမျိုးအသက်ကိုယ်အသက်ကိုဗနာနာမထားဘဲနေခဲ့ပြီးတာအဘာဖြစ်ဖြစ်အမတို့လူမျိုးတွေအကုန်လုံးကဒုက္ခရောက်ပြီဆိုရင်ကိုယ်နိုင်တာကိုလို့အမကြတော့အလူရှင်နေနဲ့ငိုရားနဲ့ထိရောက်မှုရှိတဲ့ဟာဒီကိုပတ်မှုမယ်အဲဒီလိုမျိုးကိုအားကိုအားခန္ဓာကိုအားနဲ့ကယ်ဆယ်နေကယ်ဆယ်ရေးသမားတွေကလည်းသူတို့ကိုအားညာအနေနဲ့လိုက်ပြီးတော့ကယ်ဆယ်ကြတယ်ဆိုတော့အမတို့ကိုအကုန်တူတူပူးပေါင်းတယ်ဆိုလို့ရှိရင် အဲဒါညာဆုံးပြန်လဲထူထောင်နိုင်မယ်အဆင်ပြေမယ်လို့လည်းယုံကြည်ပါတယ်။ဒါကြောင့်ကယ်ဆယ်ရေးသမားတွေအနေနဲ့အခုလိုမျိုးလိုအပ်တဲ့ပစ္စည်းတွေဆိုလို့ရှိရင်အမအနေနဲ့လှူဒန်းပေးဖို့အဆင်သင့်ပါပဲ။အမလှူနေနဲ့လည်းအဲ့လိုမျိုးပေါ့နော်စိတ်မကောင်းဖြစ်ရတယ်။တို့ကကိုယ်ကိုလာပြီးတော့ဒီဟိုကိုယ်ချစ်လိုပဲဖြစ်ဖြစ်ပေါ့နော်လာပြီးဝမ်းမဲ့တတနဲ့လာပြီးတော့ဟိုဖတ်ကြတယ်ဟိုထမင်းဘူးဝေတဲ့အချိန်မှလည်း အဲသူတို့လာကြတဲ့အချိန်မှာသူတို့ဒုက္ခကိုမေ့သွားတယ်ဆိုမှအမရင်ထဲမှာမကောင်းဘူးအမသူတို့ဝေးတာဝေးနေရတယ်မပြုံးပြပြုံးပြနေပြီမယ်အမဟိုမျက်ရည်ကသူ့လိုလိုထွက်နေတယ်ပေါ့နော်တကယ်စိတ်မကောင်းကိုပြီးတော့ဒီပေါ့နော်အဲခလေးကြီးဆုံရှုံသွားတဲ့အပေါ်မှာလည်းစိတ်မကောင်းဖြစ်တယ်အဲ့ဟိုကြောင်းမှာဆိုလို့ရှိရင်ခလေးလေးတွေဟိုဆုံရတယ်ဆိုတော့အဲကိုကိုခလေးနဲ့ကိုတွေ့မိတယ်ဒါဆိုအမအင်း ရန်ကုန်မှာဆိုရင်တော့မှအဲ့လိုဟိုအဲ့လိုမျိုးလှုပ်သွားတဲ့အချိန်မှာမကလေးနဲ့မှဘယ်နှသွားမှမသိဘူး။ဒါပေမဲ့ရန်ကုန်ကအပြားခတ်တာဆိုတော့ပြီးတဲ့ခါကျတော့အမားတို့စောက်တဲ့အချိန်မှာလည်းငယ်ရင်ဟိုစောက်ထားလည်းမကြသေးဘူး။ဟိုတနေ့နဲ့နေ့လောက်ပဲရှိသေးတယ်။ပြီးတော့ငယ်ရင်လည်းတိုင်းထားတဲ့ခါကျတော့အော်တိတ်ဘာမှမဖြစ်ဘူးပေါ့နော်။အဲ့တော့ကိုယ်ကလေးတွေတောင်မှကိုအရန်စိတ်ပူသွားတဲ့အချိန်မှာအခုကြောင်တက်တဲ့ကလေးတွေကြောင်စာတင်နေနေမူးချိုကြောင်ကလေးတွေဟလား။မြတ် ညက်ကိုပိုင်အထက်တန်းချောင်းတို့အဲ့လိုမျိုးကြီးကြားတဲ့အခါမှာစစောကကလေးမိခင်ကြီးအမအောင်ဖတ်ပြီးတော့ငိုပြီးပြောကြဟဲ့လားတို့ကလေး6ယောက်လောက်ကြံနေတယ်ဆိုတော့အရွယ်အားဖြင့်3နှစ်နဲ့9နှစ်ဆိုတော့အမကလေးလေးညက်လောင်းတော့မှပြေးမြဲဆိုတော့ဒီကလေးလေးကနုနုနဲ့နဲ့အရွယ်လေးလေးပေါ့နော်ဆိုတော့ ဟိုအခုဆိုလို့ရှိရင်ငနေလှုပ်ပြီးတာ9ရက်လောက်သူတို့ပိတ်မိနေတဲ့အခါမှာတည်သလားရှင်သလားမသိဘူးဒါပေမဲ့အမလည်းခလေးတွေပိတ်မိနေတဲ့ခလေးတွေကိုဓာတ်ပေါ်နေမရမချင်းတော့တည်တယ်ဆိုတဲ့နာမည်ကိုနန်းဆောင်မသုံးချင်ဘူးအဲ့ချိန်မှာစိတ်ကတော်တော်မကောင်းဖြစ်သွားတော့လေအမ်မိဘတွေကိုအဲ့သူတို့လာပြီးတော့ပြောတဲ့အချိန်မှာလည်းဟိုသူတို့အားပေးတယ်ဆိုမှလည်းစိတ်မကောင်းဖြစ်ရတယ်အဲ့သမင်းဘူးဝင်တဲ့အချိန်မှာလည်းသူတို့စိတ်မကောင်းဖြစ်ရတယ်သမင်းဘူးတွေလည်းဝေဘူးပါတယ်အမအမြဲတမ်းလှူတန်းနေရလုံနေကြဆိုတော့လေ ဖီလင်းကမတူဘူးပေါ့နော်ခံစားရတဲ့ကြည်နုမှုကမကြည်နုဖြစ်အမှန်တကယ်ဆိုရင်သူများကထမင်းဝတ်တယ်မားတို့ဝေနေကြဆိုလို့ရှိရင်တကြည်နုကအခုကကြည်နုကမှမဟုတ်ဘူးဝမ်းနဲ့ဆန်ဖြစ်တခါကအမားတို့ပေါ့နော်အထင်ကြီးမျိုးတစ်မျိုးလည်းဖြစ်တယ်ပြီးတော့သာနာထုံးကားတဲ့နေရာလည်းဖြစ်တယ်ပြီးတော့အမားတို့ဒီရောက်ကြီးဝတ်တယ်တိလရှင်ဝတ်တယ်ဒီတန်ကားတွေဝတ်တယ်ဆိုရင်ဒီစကိုင်းမှာလာပြီးတော့ဝတ်ကြတာများတယ်ဆိုတော့စကိုင်းကတကယ်အထင်ကြီးမျိုးတစ်မျိုးကြီးอ่ะအခုအမားတို့ဝင်လာရင်တကယ်ကိုမြို့ပြက်ကြီးလိုပဲ လွတ်ပြက်ကြည့်လို့ပဲဆိုတာမြို့ရက်ပြက်နေရမှာမဟုတ်ဘူးဒီလိုမျိုးတွေမြင်ရတဲ့အချိန်မှာအလိတ်ထာရုံနေပေါ့ဘယ်နေရာပဲကြည့်ကြည့်အိမ်တွေကပြိုကျနေဟဲ့ဒီလိုပြိုကျသွားလားအိမ်ကဆောင်းသွားတယ်အထက်ရုံမြို့ပြိုကျသွားတယ်အမပုတ်နဲ့နေရတယ်ဒါပေမဲ့လည်းလာလူတဲ့သူတွေလည်းအများကြီးနော်လာတဲ့လူကြတယ်ကျွေးကြတယ်တောက်ရည်တက်နေတယ်လဲပေးကြတယ်ပေါ့နော်ဒါပေမဲ့ဟိုအရန်ကိုကြည့်ရတာမျိုးလုံးနဲ့မှာမျက်စိပဒါနာဖြစ်မနေဘူးပြီးတော့လာ အရင်တော့အရန်တာယာပြီးတော့ဖြစ်နေတဲ့စကိုင်းမျိုးကြီးอ่ะအခုဆိုလို့ရှိရင်6ကပ်ပြီးတော့ငွေကြွေးတန်နေမျက်ရည်တန်နေနဲ့အဲအနံ့နေဆိုလို့ရှိရင်လည်းမကောင်းတဲ့အနံ့နေနဲ့အများကြီးဖြစ်နေတဲ့မျိုးလေးတွေအမစိတ်မကောင်းပါဘူးအဲ့ဒီအတွက်ကြောင့်မလို့အမကလူပြီးရခုနဲ့ရှင်ခုနဲ့သားသမီးလူရှင်တွေလည်းကဲကျေးဇူးအများကြီးတင်ပါတယ်အခုဆိုရင်မစီမှာလူငွေ300ရသွားပြီဖြစ်တဲ့အခါကျတော့အမဒီစကိုင်းမျိုးမှာ300ပေါ့လူထပ်ပြစ် ပုံလဲပုံမဲ့ပေါ့နော်ဒါအနည်းဆုံးတော့တိတ်တတောင်းမှလှုပ်ဖို့အစီအစဉ်ချထားပါတယ်အဲ့ဒါကြောင့်ထပ်ပြီးတော့လဲလူရှင်တွေရလာရင်ဒီစကိုင်းမျိုးကြီးထပ်ပြီးတော့မှထပ်ပြီးလှုပ်ပြီးဟုတ်မှာပါထို့နည်းသူပဲစကိုင်းနေသူဘန်ဒလင်းနောက်နေပြီးတော့ဘက်ကပြောပွဲမျိုးကြောက်စဲဘက်တွေအမှတွားမှာပါရှင့်ဟုတ်